ချင်းနဲ့တငယ်ချင်းရှေးစွန်းနေရင်ဆုံးပွဲထုတ်တာတော့ဆိုကိုလည်းဝမ်းသာစွာနဲ့ပဲကိုတငယ်ချင်းလေးရဲ့ပွဲမှာအာလက်စပန်ကန်လေးလုပ်ပေးဖြစ်တယ်ဒါပေမဲ့မမျော်လင့်မဲနဲ့အော်အဲ့ရသချင်းလေးနဲ့ဆိုပေးဖြစ်တယ်မမျော်လင့်မဲနဲ့သူတို့သမီးလက်ကင်ဖန်စီလေးပြစ်လိုက်တဲ့အချိန်မှာလဲရသွားတယ်ပေါ့နော်ဒါပေမဲ့ကောင်မလေးကလေးဟွာပါလေလက်ကင်ဖန်စီရပြီယောက်ျားမိသူများသားရှယ်ရန်ဆိုတဲ့ post လေးရှယ်ရမလို့ဖြစ်နေဘူးဘွင့်ကဒီတစ်ခေါက်ဆိုလို့ရှိရင်လက်ကင်ဖက်ရတာ၃ချိန်ရှိပါပြီဒါပေမဲ့ခုဒီရီစားလေးမရဘူးယောက်ျားလေးမရဘူးဟိုဟာဟိုဟာပါလေလက်ကင်ဖန်စီသွားတာလားမသိဘူး က်ဆောင်မျိုးဆိုတော့တကယ်ခင်နေညီမကြီးလိုပဲပြီးတော့ကိုယ့်ရဲ့စီနီယာမဆိုတော့ကိုမဒီအနုပညာလောကမှာတာမကဘူးဒီပဲစီးပွားရေးလောကမှာလည်းအောင်မြင်တဲ့အမတစ်ယောက်ဖြစ်တော့ဒီချွေမိုးဒီလိုတိုင်းဆိုင်ကွဲဖွယ်ဝင်နေလာပြီးတော့ကိုမကိုချင်းမြင်တာပါပြောတာပေါ်ပါပြီးတော့ဒီခေတ်မှာလေဟိုအနုပညာသမားဆိုရင်အနုပညာရောစီးပွားရောနှစ်ဖက်လုံးမှာ balance တောင်းလုံးနိုင်နေဆိုရင် implementor တဲ့မျိုးသမီးတယောက်ပါဒါပေမဲ့ပွင့်ရတော့အဲ့လိုမျိုးစီးပွားရေးမလုံးတတ်ဘူးပေါ့နောက်ပွင့်ရတော့အနုပညာပဲလုံးတတ်တယ်ဆိုတော့လောလောဆယ်တော့အဲ့လိုမျိုးစီးပွားရေးလုံးဖို့တော့လောလောဆယ်တော့မရှိပါဘူးဟုတ်ဒီကတော့ပွင့်ရတဲ့ကို တွေကဒီ ocean ရောဂီတာရောနှစ်ခုစလုံး balance ချအောင်လုပ်ချင်ပါတယ်ပြီးတော့ဘုရားကြီးအဆိုးလည်းအယံဝဒနာပါတယ်အဒီလောကဆောက်ရောက်ထဲကလည်းဒီအမှုပညာလောကဆောက်ရောက်ထဲကလည်းနောက်လျှောက်ပွဲလေးတွေဆိုဖြစ်တယ်2018မှာလည်း baby point ဆိုပြီးတော့ decor album လေး decor ကိုလေးထပ်ထားတယ်ပေါ့နော်ဆိုတော့အခုလည်းဒီရက်ထဲမှာလည်းပွဲပြန်ဆိုတေးလေးတစ်ပုတ်လုပ်နေရယ်ပြန်ဆိုတေးလေးတစ်ပုတ်လည်းထပ်ပြီးတော့ဒီတလောထွက်ဖို့ရှိရယ်ဆိုတော့ပွဲလေးတွေလည်းနောက်လျှောက်ဆိုဖြစ်နေရယ်အဓိကတော့ဝါကျွေရင်တော့သတင်းကျွေရင်တော့ထုံးစံတိုင်းပေါ့ပွင့်လင်းရတဲ့ရောက်ရင်တော့ပွဲတွေအများကြီးဆက်ချက်ပြပါမယ်ဟုတ်နေတော့ရယ်ဆိုထုံးစံတိုင်းပေါ့တလန်းလုံးညီမတွေ ကိုညီမတွေလိုပဲပြောကြဆိုကြပွဲဆိုကြညာပဲဟိုတယ်ပြန်ရောက်ရင်လည်းတစ်ခက်နဲ့တစ်ခက်ကူးပြီးတော့စားကြတောက်ကြစကားပြောကြဆိုတကယ့်ကိုညီမရင်းနေလို့နေတယ်အဲ့လိုနဲ့ပဲခရစ်ကသူ့ရဲ့ပွဲလေးမှာပွဲတော်ဒီမင်္ဂလာလက်ဆွတ်ဖမ်းခိုင်မှုအတွက်အကူညီတောင်းနေတငယ်ချင်းနဲ့တငယ်ချင်းကိုရှေ့ဆုံးကနေရင်းဆုံးပွဲထုတ်တာတော့ဆိုကိုလည်းဝမ်းသာစွာနဲ့ပဲကိုတငယ်ချင်းတွေရဲ့ပွဲမှာ အာလက်စပိုင်းကနေလုပ်ပေးဖြစ်တယ်ဒါပေမဲ့မမျော်လင့်မင်းနဲ့အော်အဲ့ရတချင်းလေးနဲ့ဆိုပေးဖြစ်တယ်မမျော်လင့်မင်းနဲ့သူတို့သမီးလက်ကင်ဖန်စီလေးပြစ်လိုက်တဲ့အချိန်မှာလဲရသွားတယ်ပေါ့နော်ဒါပေမဲ့ကောင်မလေးကလေးဟွာတယ်ပါလေလက်ကင်ဖန်စီရပြီယောက်ျားမယားသူများသား share ရန်ဆိုတဲ့ post လေး share ရမလို့ဖြစ်နေဘူးဝင်ရဒီတစ်ခေါက်ဆိုလို့ရှိရင်လက်ကင်ဖက်ရတာ၃ချိန်ရှိပါပြီဒါပေမဲ့ခုထိရီစားလေးမရဘူးယောက်ျားလေးမရဘူးဟိုဟိုပါလေလက်ကင်ဖန်စီသွားတာလားမမေးဘူးလက်ကင်ဖန်စီရပြီဆိုတော့ ဟုတ်တယ်ဟုတ်တယ်ဟိုမမရရခရစ်စီရဲ့မင်္ဂလာဆောင်မတိုင်ခင်ပေါ့ဒီဝါမဝင်ငယ်လေးမှရင်တစ်ခေါက်ရထားသေးရဲ့ဆိုတော့ဒီတလုံးမှရင်၃လလောက်တွေ့ပါလေလက်ကြိုက်ပန်းနှစ်ခေါက်ရထားတာဟိုတစ်ခေါက်ကတော့ကြာခဲ့ပြီပေါ့စုပေါင်းတော့၃ချိန်ဆိုပဲနှစ်ချိန်ကအရင်ကက်နေရောနေနေတော့ကိုတော့ excited ဖြစ်နေရွှေမင်းသားလေးရှာမတွေ့တဲ့ရွှေမင်းသမီးလေးပါပေါ့အဲ့ပေါ့နော်ကိုက snow white လေးလား cinderella လေးလားကိုစုကိုပြန်စင်စားရတယ် ာပဲနေတယ်မပွင့်အာမမရလားအာကမ္မလေးရဲဟွာအင်္ဂါညီကလည်းနားညီရယူသွားလေးအေးရပဲတော့အလကားစားဘုနော်လည်းတာမီနှစ်ယောက်တည်းဆိုတာမီနှစ်ယောက်ကမြင်းနဲ့ကျွန်းကိုင်းမိကိုင်းကျွန်းမိပါပဲဆိုတော့အာမမရတော့သူတမီလေးစိတ်ချမ်းသာရင်သူတမီလေးတဘောပါပဲတောင်းငယ်ကကြတော့သူမှသူအဲ့ဒီတော့လွန်ခဲ့တဲ့သူကဘယ်နဲ့နေရစိုက်နေရဆိုတော့သူကအမှန်တော့အဲ့ဒီတော့က silent တာဟိုလူတွေတော့မသိအောင် silent ရှင်ရထက်တာကိုက silent လည်းမရှိ official လည်းမရှိဆိုတော့အခုဒီကြည့်နေတဲ့ပြည်သက်တရားတရားရောက်ခုပဲအများဆုံးတော့ hello ့ဆိုပြီးတော့လည်းလုံသွားရတော့မယ်။ဝင်းကြောင်လည်းအမှန်တိုင်းပြောရရင်လေဟိုနည်းနည်းလေးလေးဟိုကိုယ့်အသက်ရောလည်း16 18လိုမျိုးဟိုလေးတိုက်တိုင်းရိတ်ရရမယ်အရွယ်လည်းမဟုတ် တော့ဘူးပေါ့နော်။ဆိုတော့အဲ့လိုလေးလေးရှိရပြီးတော့အာနည်းနည်းလေးအကမလီကတတရားရရတဲ့ယောဂလေးရှိလဲဆိုဒီရကြလည်းပြောပြောသမျှလည်းရှုံပြီးတော့ဟုတ်ကဲ့ကိုကိုဆိုတာမျိုးလည်းဖြစ်မနေတော့ဘူးဆိုတော့ဘတ်စုံလည်းရရစဉ်းစားရတာပေါ့နော်။ဟိုဟိုသချင်းတွေကလို့ဒီနှလုံးသားနဲ့အုံနောက်နဲ့ဘယ်ဟာကြည့်ရင်ကောင်းမလဲလို့စဉ်းစားနေရတာပေါ့။ ပြောတတ်တော့ပါဘူးအဲ့လိုနဲ့ပျော်ကြီးရှင်လည်းဖြစ်သွားတိုင်ပါတယ်ဟုတ်အမေမေပြောရင်အစတော့တော့ပျော်ကြီးလုပ်မယ်လို့စဉ်းစားထားဒါပေမဲ့လက်ကင်မစီရလို့တကယ်ချင်းတွေကနောက်လိုက်တိုင်းပြီးတကယ်ချင်းတွေ wedding နေမှာအဲ့လိုအရင်ပြောင်းသွားရင်ဟာရင်မြင်လိုက်တိုင်းတကယ်ချင်းတွေသူတို့ဇနီးမောင်နှံလေးတွေသူတို့ရဲ့ family life တွေပြောတာမြင်တဲ့ခါတိုင်းအားကျသွားတယ်ဒါပေမဲ့သူတို့တွေကဟာဘာဖြစ်နေ냐ဖြစ်နေနင်တို့နော် ဟိုရုပ်ရှင်တကအပြင်အကြည့်တွေကမကောင်းဘူးလို့လူတွေပြောနေတော့ငါတို့လည်းအထဲထဲကိုဝင်ကြည့်တယ်လည်းမဲ့အထဲထဲရောက်လို့ရှိရင်အထုခံရလိမ့်မယ်နော်မဝင်နဲ့နော်ဆိုအကိုဆိုတစ်ခါလေးပြန်ပြောရင်နင်တို့ကြောင့်အထုခံပြောငါတို့လည်းအထုဝင်ခံခံကြည့်ပါဦးအဲ့တော့ပြောလို့မရပါဘူးနော်ဒါတော့ပျော်ရွှင်ခြင်းမပျော်ရွှင်ခြင်းဆိုတာသူရဲ့ life ကသူဒီအိမ်တောင်တွေဘဝမှာပြောရမယ့်သူကပြောရမှာပဲ single life နဲ့ပြောရမယ့်သူကပြောရမှာပဲတစ်ခုမှစပါတယ်ဆိုတော့အားကြရဲအားမကြဘူးဆိုတာတဲ့အာချစ်မဲ့အရွယ်မှာချစ်မှာပါပဲပြက်မဲ့အရွယ်မှာပြက်မှာပါပဲဘယ်ရမှာတားဆီးလို့မရပါဘူးရှင်